အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ထိုးရနိုင်တာကျွန်တော်တို့ champion league ညတွေကတော့ပြန်ရောက်လာခဲ့ပြီဖြစ်ပါတယ်ခေါ့နော်အဲ့တော့ လက်ရှိတော့ကျွန်တော်တို့ဒါဒီနေ့မှာဒါကျွန်တော်လီဗာပူးနဲ့ဒါကျွန်တော်တို့အာရီယယ်မက်ထရီနဲ့တဲ့ဗီဒီယိုတစ်ခုပြင်တာကျွန်တော်ချယ်ဆီနဲ့တော်တန်ဟော့စပါတဲ့ဗီဒီယိုတစ်ခုပေါ့နော်အဲ့တော့ဒါကျွန်တော်လန်ဒန်ညီကိုရတဲ့ဒါကျွန်တော်နေ့လည်ဒါကျွန်တော်နှစ်နာရီလောက်မှာဗီဒီယိုတစ်ခုတက်မယ်လက်ရှိမှာဒါကျွန်တော်တို့လီဗာပူးနဲ့ဒါရီယယ်မက်ထရီအကြောင်းပြောသွားမှာပေါ့နော်အဲ့ဒါဘာလဲပြောမှာဆိုလီဗာပူးနဲ့ရီယယ်မက်ထရီမှာလီဗာပူးအသင်းကိုပဲအဓိက highlight လုပ်သွားပြပြီးတော့ရီယယ်မက်ထရီကဒါကျွန်တော်တို့ကာဂျက်ကစ္စတန်ရဲ့ဒါစိတ်ဝင်စားဖို့ခေါင်းနဲ့ကြောင်းလေးခင်ဗျားတို့နည်းနည်းလေးပြောချင်တယ်ပေါ့နော်ကိုယ်နိုင်ငံနဲ့ပတ်သက်ပြီးနည်းနည်းရှင်းပြီးအားကျစရာဖြစ်တယ်ဆိုတော့နည်းနည်းပြောအဲ့တော့ဒါပထမဆုံးပွဲစဉ်ကတော့လက်ရှိမှာဒါကျွန်တော်တို့ ရီယယ်မက်ဒရစ်နဲ့ဒါကျွန်တော်ကိုင်ရက်အယ်မာတီဆိုတဲ့အသင်းကိုတွေ့မှာပေါ့နော်ရီယယ်မက်ဒရစ်ကရရှိမှာလက်ရှိမှာဒါကျွန်တော်ပူပူလောလောမှာတော့ဒါကျွန်တော်တို့စီမွန်းနီအသင်းကို9ခု2ခုဆိုတဲ့ရလက်နဲ့ဒါကျွန်တော်တို့ပထမဆုံးရှုံးပွဲလေးဖြစ်ခဲ့တယ်ပွဲတစ်ပွဲကိုဒါကျွန်တော်တို့စာပေလို့ဆိုရဆိုင်ခဲ့ဒါကျွန်တော်ပြောချင်တာလစ်ဗာပူးအသင်းတွဲဖို့ဆိုရီယယ်မက်ဒရစ်ဒင်းတာဟာဝေးကပ်ကောတစ်ခုဖြစ်ခဲ့ဒါပေမဲ့လက်ရှိမှာဒါရီယယ်မက်ဒရစ်ဒင်းနဲ့ဒီနေ့ပွဲစဉ်ကပိုပြီးစိတ်ဝင်စားလို့ကောင်းတယ်လက်ရှိမှာဒါကျွန်တော်တို့အေပေါ်ဒါကျွန်တော်ယူရိုအေရှားရဲ့နိုင်ငံတွေတဲကတစ်ခုဖြစ်တယ်ဒါကျွန်တော်တို့ကဥရောဥရောပမကြတာကျွန်တော်အေရှားမကြတဲ့ယူရိုအေရှားပေါ့နော်ကျွန်တော်ယူရိုအေရှားပေါ့ ော်ဒါကျွန်တော်တို့ဥရောပမကြအရှမကြတဲ့နိုင်ငံတွေကတကူဖြစ်တဲ့ဒါကျွန်တော်တို့ကိုင်ရက်အော်မာတီဆိုတဲ့အသင်းနဲ့တွေ့ရမယ်ကိုင်ရက်ကဒါကျွန်တော်လက်ရှိမှာကာဂျက်ကစ္စတန်အသင်းဖြစ်ပြီးလက်ရှိမှာရီယယ်မက်ဒရစ်ပလေယာတွေကဒီကိုရောက်နေပြီဖြစ်တယ်လို့ပြောလို့ရတယ်ပါအဲ့တော့ဒါကျွန်တော်တို့ပြောမယ်ဆိုရင်တော့ကျွန်တော်မက်ဆီရှိမှာဒီပေါ့နော်ဒါကျွန်တော်ဒီလိုအသင်းမျိုးတွေကတော်တော်လေးကိုတော်တော်တက်လာခဲ့တယ်မနစ်ကဒါကျွန်တော်လက်ရှိမှာကွန်ဖရင့်လီမှာဆိုလဲဒါချက်စီအသင်းနဲ့တွေ့ဒါကျွန်တော်ဒါမျိုးတွေတွေ့လာခဲ့တယ်ဖြစ်ဖြစ်နဲ့ဒါကျွန်တော်တို့ အေးပေါ့ဒါကျွန်တော်တို့ UFA ရဲ့ဒါကြောင့် scheme တစ်ခုရကျွန်တော်ဒါပွဲတွေအများကြီးဖြစ်လာတော့မကြိုက်ပါနဲ့ဒီလိုမျိုးဒါကြောင့်အဝေးသွားကြတာကျွန်တော်လည်းမကြိုက်ဘူးဒါပေမဲ့လက်ရှိမှာဒီလိုမျိုးအသေးမျိုးကိုကျွန်တော်ဒါ chess တစ်ခုအနေနဲ့မြင်ကွင်းရခဲ့တယ်ဒါကျွန်တော် Kyrie အနေနဲ့လက်ရှိမှာသူတို့ရဲ့အိမ်ခွင်းမှာဒါကျွန်တော်တို့ဒါ Real Madrid အနေနဲ့ဒါကျွန်တော်တို့ချက်ချက်ခဲခဲသွားကြံမဲ့သူမှရှိတယ်ပေါ့အဲ့တော့ဒါကျွန်တော်တစ်ဖက်အသင်းကလည်းဒါ Kazakhstan လိုအသေးမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုတော်တော်လေးကိုယာနေတာကိုတွေ့ရမိတယ်မှာပါပါတယ်အဲ့တော့ Real Madrid အနေနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ခုနပြောလို့ပါပဲဒါကျွန်တော်တို့ လက်ရှိအခြေအနေတွေကလက်ရှိတွားနေတဲ့ပုံစံတွေကဒီနေ့ပွဲစဉ်ကလာရီယယ်မထွတ်အတွင်းနဲ့ပောက်ကွဲပြဖို့အတွက်တော်တော်လေးကိုဒါကျွန်တော်အရေးကြီးတဲ့ပွဲစဉ်တွေပွဲဆိုတော့မှားမယ်မထင်ဘူးအဲ့တော့ရီယယ်မထွတ်ကသူတို့အနေနဲ့ဒါကျွန်တော်မာဆေးကိုသူတို့ရဲ့အိမ်ခွင့်မှာဒါကျွန်တော်ချန်ပီယံလိအဖွဲ့ပွဲစဉ်မှာတော့2-1ဆိုတဲ့ရလနဲ့သူတို့နိုင်ထားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်ပြန်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့အကိုင်ရက်ကဒါကျွန်တော်တို့ဆောက်တစ်ကိုဒါကျွန်တော်တို့သူတို့အနေနဲ့ကျွန်တော်ချန်ပီယံလိပလေးအော့ဖ်မှာဒါကျွန်တော်တို့3-2ဆိုတဲ့ရလနဲ့သူတို့နိုင်ခဲ့ပြီးတော့ဒါကျွန်တော်လက်ရှိမှာနောက်တစ်ဆင့်ကိုတက်လန်းနိုင်ခဲ့တာဖြစ်တယ်အခုလက်ရှိမှာဒါကျွန်တော်တို့အဲ့ပေါ့ ့လက်ရှိမှာဒါကျွန်တော်တို့ Kyra အနေနဲ့ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒါသူတို့အနေနဲ့ဘယ်သူနဲ့တွေ့ထားလဲ Sporting နဲ့တွေ့ထားတယ်သူတို့ပထမဆုံးပွဲစဉ်မှာ Sporting ရဲ့အင်ကူမှာတော့ကန်ရပြီ Sporting ကဒါကျွန်တော်လေးဂိုးတကူးဆိုတဲ့ရာသီနဲ့ဂိုးပြတ်နိုင်ခဲ့တယ်အဲ့တော့ဒါ Real Madrid ရဲ့ပွဲစဉ်မှာ Real Madrid ကဒါကျွန်တော်တီကြတာတစ်ခုကဒါကျွန်တော်တို့ Kyra ကိုဂိုးပြတ်နိုင်ပါပဲအဲ့တော့ at least ဒါကျွန်တော်ဒါ Kyra လို့အသိမျိုးနေဒါကျွန်တော်တို့ပျော်စရာကြီးပြဒါ Real Madrid လို့အသိမျိုးနေတွေ့ရတယ် Sporting လို့အသိမျိုးနေတွေ့ရတယ်အဲ့တော့ ။ဒါကျွန်တော်အနေနဲ့ဒါမျိုးကိုကျွန်တော်အမှန်တကယ်မဖီဘာဘူး။ဒါကျွန်တော်ငွေရှာတဲ့ scheme တခုလို့သတ်မှတ်ပြီးဒီလိုမျိုးအသေးနေအတွက်ကအင်မတန်မှဒါပျော်စရာကောင်းတဲ့အနေထားရှိတယ်။ Kyrie ရဲ့အနေထားပြန်ကြည့်ရအောင်။တို့အနေနဲ့ဒါကျွန်တော် Real Madrid လို့အသေးမျိုးနဲ့ကဲအမယ်။တို့အနေနဲ့ဒါကျွန်တော်ဒါကဲအမယ်ပွဲစဉ်လေးကြည့်မယ်ဆိုရင်ဒါ Manchester City အောင် Manchester City မှာသူတို့နေ Real Madrid နဲ့ gain မယ်ပြီးရင်ဒါကျွန်တော်တို့အာ Astana မှာ Copa Higuain နဲ့ gain မယ်ပြီးရင် Inter Milan နဲ့ gain မယ် Olympiacos နဲ့ gain မယ် အာစနယ်နဲ့ကံပဲပြောချင်တာပဲဆိုတော့သူတို့ကံမဲ့အသင်းတွေကိုကြည့်လိုက်အင်တာမီလန်လို့ဒါကျွန်တော် quality ရှိတဲ့အသင်းတွေအာစနယ်အင်ကူမှာတော့ကံမဲ့ဒါကူဘာဟီဗန်နဲ့လည်းကံမဲ့အိုလံပီယာကော့စ်ဘလူးပဲပြောဒါကျွန်တော်လက်ရှိမှာဒါကာဂျကစ္စတန်လို့အသင်းတစ်သင်းနေတယ်ဒီလိုမျိုးအသင်းနေကဘယ်နောက်ဆုံးရခဲ့ရရှင်တော်30 90ကိုပြောဒါပေမဲ့ဒီလိုအသင်းပြဿနာကြီးရီယယ်မက်ဒရစ်လိုအသင်းမျိုးနေတာချန်ပီယံလိတော့ပေါ်ပဲပဲဒါကျွန်တော်ဟို friendly မဟုတ်ဘူးเนาะဒါကျွန်တော်လက်ရှိမှာချန်ချန်ပီယံလိဆိုတဲ့ဥစ္စာမျိုးကိုကိုင်ရက်လိုအသင်းမျိုးကကန်ခွင့်ရတယ်ဆိုဘယ်လောက်တိပြောဖို့ခေါ့အဲ့တော့ ကျွန်တော်ကဘာလဲပြောတနည်းနဲ့ကျင်ကြရင်ဒါကျွန်တော်တို့ချန်ပီယံလိမှာတော့ကိုယ်တွေမပါဘူးပေါ့နော်ဒါကျွန်တော်ဥရောပယူရိုပါလိယူရိုပါယူရိုပီယံချန်ပီယံလိဖြစ်တဲ့ကြတာဥရောပအသင်းတွေပဲအဓိကပါဝင်တာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဒါ ။ဟုတ်ဆောင်ပါတယ်။အဲ့ဒါကျွန်တော်တနေ့ဒီချိန်မှာမြန်မာအသင်းဒါအာရှကအသင်းနေနေတာကျွန်တော်တို့ကလပ်ဘောကတ်မှာဒရောင်းတနေရာကနေပြီးတော့အာရှအသင်းတော့ဖို့ပေါ့။ဒါကျွန်တော်အာရှအသင်းဆိုတာကျွန်တော်အယ်ဟီလာတို့အယ်ဟီလီတို့ဒါကျွန်တော်မနစ်ကတာခရစ်စတီယာရိုနယ်ဒိုအောင်နာဆာတို့လည်းပါခဲ့တာပဲ။ဒါပေမဲ့ခုနပြောသဘဲဟိုပြောချင်တာရှင်းရှင်းလေးပေါ့နော်။ဒါကျွန်တော်ဒါတစ်ချိန်တနေ့ဒီချိန်ကကိုယ်နေနေဒါကလပ်ဘောကတ်တို့ပေါ့မှာဒါကျွန်တော်တို့ဒီလိုအသင်းနေရေးဆက်။နောက်ဆုံးပြချက်ကြီးပွဲစဉ်ရှင်းပြရင်အောင်ဂျင်းနေပါအဲ့တော့ လက်ရှိအခြေအနေတော့တိတ်မမျောမောဒါပေမဲ့ဒီနေ့ပွဲစဉ်မှာရှင်းပါတယ်ဒါ Real Madrid အတွင်းနဲ့ရှေ့ကတော့ကျွန်တော်ရှုံးပွဲရှုံးပွဲမဲတာဟုတ်လား Kyrie ကိုတော့ကျွန်တော်ဂိုးပြတ်သူတို့ဒါကျွန်တော်လုပ်ပြတယ်ဒါပေမဲ့ဘောလုံးကလုံးနေတဲ့ကြောင့်မို့ဘာမှမဆိုတော့ဖြစ်သွားတယ်တစ်ဖက်ကဒါအိမ်ငွေ့ပြဲ Kajikistan ကလည်းလက်ရှိအနေထားရတာအေးနေပြီဖြစ်တဲ့အတွက်ကြောင့်မို့ Almaty မှာသူတို့ရဲ့မြို့မြို့ပေါ့နော် Almaty မှာကန်သွားမဲ့အတွက်ကြောင့်မို့ဒါသူတို့ရဲ့အိမ်ငွေ့ဖြစ်တယ်ဒါကိုကျွန်တော်နားလည်ရမယ်ဒါအိမ်ငွေ့ကတော့အိမ်ငွေ့အားသာကြည့်ရှိပြီးတော့ဒါကျွန်တော်တအားအေးမဲ့နေထားမှရှိတယ် Kajikistan ကလက်ရှိအနေထားရတော်တော်လေးအေးမဲ့နေထားမှရှိတယ် Real Madrid အဝေးကွင်းအနေထားမှာဒီနေ့ပွဲစဉ်မှာဘယ်လောက်ထိဒါကျွန်တော်လုပ်ပြသွားနိုင်မလဲ ်တစ်ဖက်ကတော့ကျွန်တော်တို့ရဲ့အိမ်ဝင်းကိုနားလည်မှုနဲ့ဒါကျွန်တော် real မတွေ့ကိုတို့ဘယ်လောက်ထိအတိုင်းတားရတာငါတို့ဟာကိုင်ဂျီကစတန်အသိဖြစ်ပြီးမယ် short track ဆရာမလုဘူးဆိုတဲ့ဥစ္စာမျိုးဘယ်လောက်ထိလုံးပြသွားမလဲလို့ဆိုတာတော့ခင်ဗျားတို့လည်းကျွန်တော်အတူတူကြည့်ရမှာတော့ပါတယ်နောက်တော့တသင်းတင်းကလည်းခုနကကျွန်တော်တို့ဒါ Liverpool နဲ့ဒါကျွန်တော်တို့ ။ Real မတွေ့လို့ပဲ။လက်ရှိမှာသူတို့ရဲ့ဒါကြောင့်ဒီနှစ်ရဲ့ပထမအဦးဆုံးရှုံးပွဲကို Crystal Palace ရဲ့အိမ်ကွန်းမှာ2-1ဆိုတဲ့ရလနဲ့နောက်ဆုံးမိနစ်အက်ဂီဒီယာရဲ့ဒါအသက်ခွဲကူးနဲ့တွေ့သွားခဲ့တယ်ပေါ့နော်။လက်ရှိမှာဒါကျွန်တော်တို့ Liverpool တင်းကပွဲချတဲ့နေရာမှာရောက်လာခဲ့ပြီ။ Galatasaray ရဲ့အိမ်ကွန်းဖြစ်တဲ့တူရကီမှာသွားကန်ပြီးဒါ Chelsea ရဲ့အိမ်ကွန်းမှာသွားကန်မယ်။ Chelsea ကလက်ရှိမှာဒါကြောင့်ခြေစွမ်းရအရန်ကြီးမကောင်းဆိုပြီးအသင်းကြီးကအသင်းကြီးပဲဘယ်လိုပဲပြောဒါကျွန်တော်တို့ Chelsea ရဲ့အိမ်ကွန်း Stamford Bridge မှာ Liverpool သွားကန်မယ်ဆိုခဲ့တာဒါဟာပွဲချောင်တဲ့ပွဲတစ်ပွဲဖြစ်မှာမဟုတ်ဘူးဆိုခင်ဗျားတို့ကျွန်တော်လည်းသိတယ်။အဲ့တော့ လီဗာပူးတင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့အဓိကဒါကျွန်တော်တို့အာနီစလော့အနေနဲ့ဖေဂါကိုလောရတော့မယ်လက်ရှိမှာတိုက်စစ်ပိုင်းခုလက်ရှိမှာတိုက်စစ်ပိုင်းကောင်းလာပါတယ်ဆိုတဲ့ကစားသမားတွေဝယ်ယူထားတယ်ဒါအရင်တော့ကဒါလူမရှိလို့ဆိုတဲ့အချောင်းပြချက်အမျိုးမျိုးနဲ့ကျွန်တော်ခဏခဏတွေးကြရမယ်ဒါကျွန်တော်မနေ့ကကျွန်တော်ဒါကစားသမားတွေအချိန်မပြီးတော့ဘူးဒါပေမဲ့ အာနီနီနဲ့ဒါကြီးကိုကျွန်တော် figure လောက်တော့မယ်။ကဘာပေါ်မှာအကောင်းဆုံးဆိုတဲ့တိုက်စစ်မှု၂ယောက်လက်ရှိမှာရှိတယ်။ Hugo Ekitiki လို့မို့ဒါအီဆက်လို့မို့ကစားသမား၂ယောက်ကိုဘယ်လိုမျိုးတွဲဆောင်မလဲ။ဒါလက်ရှိမှာကျွန်တော်ရဲ့ personal အမြင်မှာဆိုတော့ left wing နေရာမှာအီဆက်ကိုဒါ flat ပုံစံမျိုးထွက်ခိုင်းပြီးတော့ Ekitiki ကို center forward ပလေးလုပ်ခိုင်း။ဒီနေရာမှာဒါကျွန်တော် queen လယ်မှာ Florian Risk ပြန်ထည့်မယ်ဆိုပူကောင်းသွားနိုင်လောက်ကျွန်တော်နေမြင်ကြည့်တယ်။ဒါပေမဲ့ကျွန်တော်ကတော့ခုနကပြောသော amateur တတားပဲဖြစ်ဆိုတော့ဒီနေရာမှာဒါဝေဖန်မှုတတားပဲရှိမယ်။အဲ့တော့တစ်ဖက်က Galatasaray ရဲ့အခြေအနေကိုကြည့်အောင်။ Galatasaray နဲ့ခုလက်ရှိသူတို့ရဲ့နောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာ Frankfurt ကို၅ဂိုးတကူနဲ့ ုံနိုင်ပြောချင်တာဒါကျွန်တော်သူတို့ရဲ့ကျွန်တော် Champion League ရဲ့အဖွဲ့ငါတို့လုံးဝမလာခဲ့ဘူးဒါကျွန်တော် Frankfurt လို့အသင်းမျိုးကိုဒါကျွန်တော်ဂိုးပြတ်ဆုံးတာခဲ့တာဖြစ်ပြီးတော့ တကယ်ကိုဒါကျွန်တော်တို့အချက်တကွဲရှုံနေဖြစ်သွားခဲ့အဲ့တော့ Galatasaray တို့ဘာလို့တကယ်လည်းပြန်စဉ်းစားကြည့်မလို့ဒါကျွန်တော် Champion League မှာဆိုအမြဲတမ်းအဲ first rate ဆိုတာ second rate နဲ့ third rate အတင်းလာပေါ်ရှိတယ်ဘာလို့သူများတင်နေချက်ဒါ Galatasaray တို့ဘာလို့ဒါ Europa League မှာသာချီဆွားရင်ဆွားမယ်ဒါ Champion League မှာဆိုတာအိမ်ဖြည့်သသာပဲရှိရဲ့အတင်းတွေကတင်းလို့ကျွန်တော်အနေနဲ့မြင်တယ်ဒါဟာ harsh reality ပဲလက်ရှိမှာဒါကျွန်တော်တို့လက်ရှိ Galatasaray အနေနဲ့ဒါကျွန်တော် Liverpool နဲ့တွေ့မဲ့အချိန်မှာသူတို့မှာအိမ်ငွေအသာချက်ရှိတယ်ဒါအိမ်ငွေအသာချက်ကို Liverpool ကိုတည်းသူတို့အနေနဲ့ကင်ပြီးတော့ဘလောက်ထိဒုက္ခပေးနိုင်မလဲဆိုတော့ကျွန်တော်တို့ shadow ဆောင်ကြည့်ရမှာတော့ပါတယ် Liverpool ူးရဲ့လက်ရှိတော့ကျွန်တော် injury list ကိုကြည့်အောင်လီဗာပူးတင်လက်ရှိ injury list က Leonia ရာတီးကြတယ် Lamenetti နားပြီ Benjedi ဆက်လက်ပြီးနားမယ်အဒီပွဲစဉ်မှာဘောနောလက်ရှိမှာဒါ troll လေးကိုထူးဆန်းတဲ့အကြောင်းအရာ case ဆာပဲ case ောက်လက်ရှိမှာသူတို့အနေနဲ့ကျွန်တော်တို့ champion league မှာ register လုပ်ခဲ့လို့ဒီရတယ်မပါဘူး Leonia ဒါကျွန်တော်တို့မပါနိုင်တဲ့ကြောင့်ဒါ case ာကိုသူအနေနဲ့ register လုပ်ခဲ့တယ်ဒါပေမဲ့လက်ရှိမှာ Arnie Slot အနေနဲ့ case ောက်ကိုမထည့်တော့ဘောကျွန်တော်ဒါလက်ရှိဒါဟိုတူရကီယူသွားတဲ့21ယောက်လူစင်းထဲမှာလုံးဝမထည့်သွင်းတော့အဲ့တော့ အာဒီနဲ့ခီးစားကြတဲ့မှာကျွန်တော်မမြင်ရတဲ့ပြဿနာတွေဖြစ်နေတာကျွန်တော်လက်ရှိမှာဒါခီးစား100%လက်ရှိမှာဒါဒီမှာ knock ရထားခဲ့ပေမဲ့လက်ရှိဒါနောက်ဆုံး update ဒါကျွန်တော် Liverpool ရဲ့ဒါကျွန်တော်တင်ထားတဲ့ channel ရဲ့သတင်းတွေအရဆိုရင်တော့ အခြေအနေတွေကတော့ကျွန်တော်တို့ခေးစားကဒဏ်ရာရှိနေနေဒါမှမရှိဘူးခေးစားလက်ရှိမှာ ready for fight for his play သူအနေနဲ့သူဟာလက်ရှိမှာခေးစားနေနေကိုဒီဂက်ကိုထတော်သူအနေနဲ့ဒါခွင့်ရရမယ်လို့အခုလက်ရှိမှာဒါခေးစားရဲ့အခြေအနေဘလောက်ဖြစ်နေလဲဆိုတော့ကိုဒီဂက်ကိုဒီဂက်ကိုပြီးရင် rio ငိုမှာငိုဟာပြီးမှဒါကျွန်တော်တို့လက်ရှိမှာဒါခေးစားဆိုတဲ့ပုံစံဖြစ်နေတယ်တကယ်တည်းပြန်ကြည့်မယ်ဆိုရင်ခေးစားအတွက်ဒါဟာတော်တော်လေးကို famous ဖြစ်တဲ့နေသားမှရှိဘူးသူအနေနဲ့လက်ရှိမှာသူကိုယ်တိုင်ပွဲထွက်ပါဝင်တဲ့ပွဲစဉ်မှာသူကိုယ်တိုင် impact ကိုကြီးကြီးမားမားသူအကောင်းဆုံးလုပ်ပြခဲ့တဲ့ assess ပဲဖြစ်ဖြစ်ဒါကျွန်တော် twin goal ပဲဖြစ်ဖြစ်သူ ground တနေရာကနေ immediate မှာ ာသက်တရောပါဝင်ထားတာလီဗာပူးသင်းနဲ့လုံးဝငင်းစရာမရှိလို့မြင်တယ်။ဒါပေမဲ့လီဗာပူးသင်းရဲ့လက်ရှိလီဗာအာနီဆိုတော့အေးပေါ့တခါကျရင်လည်းလီဗာတွေကခေါင်းမာနေပြီပေါ့နော်။အသင်းမှာဘယ်လောက်ထိ impact ရှိရှိသူတို့မချက်ဘူးဆိုလုံးဝမတုံဘူး။အဲ့ဒါကလည်းလီဗာတွေကကောင်းတဲ့ချက်လည်းဖြစ်လို့မကောင်းတဲ့ချက်ကိုလည်းကျွန်တော်အနေနဲ့ကျွန်တော်ကဒီလိုပုံစံမျိုးကျွန်တော်ကတော့မြင်မိရတယ်မှာပါတယ်။ခင်ဗျားတို့ကဘယ်လိုမြင်လဲတော့မသိကျွန်တော်တို့အမှန်တိုင်းပြောတာဒါသိပ်ပြီးသဘောမကျဘူး။ဒါခင်ဗျားတို့ကကျွန်တော်ဒါအမြင်တူချင်မှတူမှာပေါ့။ဒါပေမဲ့ကျွန်တော်ကဒါသိပ်ပြီးသိပ်ပြီးမဟုတ်ဘူး။အဲ့တော့ လက်ရှိအနေအထားမှာဆိုရင်ဒါလီဗာပူးတင်နေဒါခီးဆောက်ကိုဒီခီးစင်မှာခေါ်သွားတင်နေခီးဆောက်ကိုဒီနေရာမှာဒါကျွန်တော်ဘာတွေဘလူးဒါကျွန်တော်ဒီအရေးဆက်ပေးမလဲဆိုတဲ့ပုံစံမျိုးကို figure out ဒါကျွန်တော်တို့လက်ရှိမှာအာနီနေနဲ့လုပ်ပြတင်တယ်မြင်လက်ရှိမှာနောက်ထပ်တစ်ခုနည်းပြောရမယ်ဆိုလီဗာပူးရဲ့ cancel ပိုင်းလီဗာပူးတင်နေကျွန်တော်ဒါဟိုနေ့ကတည်းကကျွန်တော် Twitter မှာပြောရစားကပေါ့နော်ဒါကျွန်တော်ဒါကရာဒါ Robertson နဲ့အာနူရဲ့နောက်ပိုင်းမှာဒီ cancel ပိုင်းကဒါအဲ့ပေါ်လက်ရှိမှာ fullback နှစ်ယောက်ကအာနေလို့မြင်တယ်အာနေတယ်လို့တော့မဟုတ်ဘူးလက်ရှိမှာဒါကျွန်တော်ရဲ့အမြင်က အဲမိုက်ကယ်အဝတ်တို့ကိုတည်းကဒီကောင်တွေကိုခေါ်ယူကြတဲ့ကသူတို့ attacking threat ကိုအားပေးမှာဆိုတော့ Caracas Goffring ပေါ့ Goffring အထူးသဖြင့် Fring ပေါ့မဟုတ်လား Caracas တောင်လက်ရှိမှာခိုင်စပိုင်းရတယ်အားကူးလို့ရသေးတယ် Jeremy Fring ပေါ့ကိုလက်ရှိမှာ Leverkusen ရဲ့အောင်မြင်ခဲ့တဲ့နှစ်ကိုဒုတိယရာသီနှစ်မှာဒီရော Fring ပေါ့ကိုတစ်ချက်တစ်ချက်ဒီပြကတာတောင်မန်တီတော်တုံးခဲ့တချို့တော့ဘူးမဲ့ဆနာဖောဘလီတီတော်တုံးခဲ့တယ်ရှိတယ် Jeremy Fring ပေါ့ရဲ့ natural position က right wing back ဖြစ်ပြီးသူ့ရဲ့အသက်ကိုယ်တိုင်က right wing ပုံစံမျိုးပူအားရတယ်ပြောချင်တာသူ့ရဲ့ခံစပိုင်းက Jeremy Fring ပေါ့ အားနေတယ်အဲ့တော့ပြောချင်တာ Jeremy Frimpong လို့အသင်းမျိုးနဲ့တွေ့ဒီ Galatasaray နဲ့ပွဲစဉ်မှာအဲ့လောက် impact ကြီးတည်တာမှာမဟုတ်ပြီမဲ့ Jeremy Frimpong ကလက်ရှိ Liverpool အသင်းအတွက်ရေရှည်ရနောက်တန်းခံစေ right back နေရာမှာ အားကိုးနိုင်မဲ့ကစားသမားတစ်ယောက်ကျွန်တော်ကတော့သိပ်ပြီးတော့မထင်ဘူးလီဗာပူးတင်းနဲ့ကျွန်တော်လာမဲ့နွေရာဒီမှာဒါကျွန်တော် market ထဲမှာဒီ right back နေရာတော့တခခုပြန်ဝင်ရမယ်လို့မြင်တယ်လက်ရှိမှာ Jeremy Frame Pound ထက်ဆိုင် Subu Slide ကတော့မှ cancel ပိုင်းမှာ Jeremy Frame Pound ထက်ပို့ပြီးတော့ဒါ cancel ပိုင်းရအားကိုးရတယ်လို့ကျွန်တော်ကတော့ပုံမြင်ပြီးရတယ်မှာပါအဲ့တော့လက်ရှိမှာ Glatter Sorry နဲ့ပုံစံမှာဒါလက်ရှိမှာ Liverpool လုံးဝပေါ့လို့မရဘူး Liverpool တင်းနဲ့အခုလက်ရှိမှာတစ်ဖက်ကတော့ကျွန်တော်တိုက်စစ်ပွဲဆိုတာပေါ့သေးသေးမဟုတ်ဘူးဒါလက်ရှိမှာ full back ဒီမှာဒါတော်တော်လေးကိုမြင်နေတယ်ဒါကျွန်တော် Osimhen လို့လူကစားသမားမျိုးနဲ့တွေ့ရမယ်တယ်မှာပါအဓိကတော့ Osimhen ်ပေါ့နော်။အော်ဇမန်ကိုယ်တိုင်ကတော့ကျွန်တော်တို့ counter transition မှာတော်တော်ကြီးကိုမြဲတဲ့ကစားသမားဖြစ်တဲ့ကြောင့်လက်ရှိမှာ Liverpool အသင်းအားအနည်းဆုံးချက်ဖြစ်တဲ့ counter transition ကဂူပေးမှုကို Liverpool တင်းနဲ့ဒီနေ့ပွဲစဉ်မှာတခါတည်းရက်တန့်ပြီးသူတို့နေနေတာ cancel ဘိုင်းကိုတခါတည်းပြင်မှုလို့ရတယ်။ပြခုနပုံစံတိုက်စစ်ဘိုင်းမှာဒါကျွန်တော်တို့မှားနေတဲ့အမှားတွေကိုဒါ Florian ဘုဆိုရဲဆိုတော့ Arnie Slot နေနေတာတခါတည်းပြင်မှုလို့ရတယ်။လက်ရှိမှာကျွန်တော်တို့ဒီဘောဒီ formation မှာတခါကျရင်ကြောင်ပြောက်သွားတာ mechanism လက်ရှိမှာကို tomrade ရေးထားခဲ့လို့ပဲဒီ formation ရဲ့တော့ကျွန်တော်လက်ရှိမှာကြောင်ပြောက်မှုတွေကတိုးတာကျွန်တော်တို့ mechanism ပါအကြီးကြီးအထိမေးတယ်မနစ်ကအကောင်းဆုံးတဲ့ကစားသမားတယောက်ဖြစ်တယ် mechanism တော့မှဒီ formation အပြောင်းလဲဒီကျွန်တော် tradition အပြောင်းလဲဒီမှာဒါကျွန်တော်တို့လေးကိုတိုင်ပတ်တာတွေ့အဲ့တော့ဒီပပူဒါကို figure ကိုလုံအောင်မယ်ဒီပွဲတွေကိုစော့နေတဲ့အချိန်မှာ figure လုံအောင်မယ်ဂျားထဲမှာအခြေသိမရှိတော့ဒီပွဲစော့နေနေတဲ့ကို figure ကိုလုံမှောက်ကိုရမယ်လို့ပြောရင်းနေပဲကျွန်တော်တောင်းပန်ပြပါဦး ဘလုံးကတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ TV4 ဒီမှာအချင်းလူစပ်ပေါအောင်ကူညီလို့ရပါတယ်။မြန်မာရဲ့ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာအမြန်တမ်းဖြစ်ပါတယ်။အားလုံးမကြူဒီမှာလည်းကောင်းမွန်တော့နေ့တိနေ့ဖြစ်ပါစုမုံကောင်တောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AC တွေ့ကြတာပေါ့။ကျွန်တော်တောင်းပြီးပါအောင်။ဒီပါဗျ။